အားလုံးပဲမင်္ဂလာပါအန်အောဘရီကတ်ချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့အမေနဲ့သားဒါနဲ့အမေနှစ်ယောက်ကြားမှာထားရှိခဲ့တဲ့ကြီးမားခိုင်ခန့်လာသောတန်ရောစဉ်ဒီတန်ရောစဉ်ကျိုးဟာလိုရာထက်ပိုခဲ့လာတဲ့အခါဖြစ်ပေါ်လာမယ့်ကြံမာဆိုးစားတဲ့လူတဘာဝစုံစုံကိုရင်ထိတ်သေးဖို့အဖုံဖုံနဲ့တွေ့ပြီး ရှူစားရမယ့်ရှို့ဝက်စမ်းကျယ်ဇလန်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ဇလန်းလေးမစခင်မှာမြန်မာပြည်ကပြည်သက်များအနေနဲ့အဆင်ပြေမယ်ဆိုရင် VPN လေးဖွင့်ပြီးဝင်လာတဲ့ကြော်ညာလေးတွေကိုပြီးဆုံးအောင်ကြည့်ရှုပေးခြင်းအပြင်ကျွန်တော်တို့ channel လေးကိုအပိတ်ထောက်ပံ့နိုင်ကြောင်းမေတ္တာရက်ခံပါတယ်။ကဲအသင့်ဖြစ်ရင်ဆက်လိုက်ကြရအောင်။မိုးတွေတဲတဲမဲမဲရွာနေတဲ့ညတညမှာအမြန်လမ်းမကြီးတစ်ခုပေါ်မှာကောင်းမလေးတစ်ယောက်တည်းကားတစ်စီးကိုမောင်းနေနေပါတယ်။ကောင်းမလေးရဲ့မျက်နှာမှာစိုးရိမ်မှုတွေကြောက်လန့်မှုတွေပေါ်လွင်နေပါတယ်။ ကားမန်ကစီးကြလာတဲ့မိုးရေဆက်တွေကိုကြည့်ပြီးကောင်မလေးလည်းသူ့ဘဝရဲ့ဖြစ်စဉ်တွေကိုပြန်လည်စီးမျောမြင်အောင်လာခဲ့ပါတယ်။တကယ်တော့သူ့နာမည်ကတင်တင်ဆိုးအင်ချမ်းမြေရောင်းဝယ်ကုမ္ပဏီတစ်ခုကဝန်ထမ်းတစ်ယောက်ပါ။ကြံခဲ့တဲ့တရက်တောက်ကြနေကဒီဇယ်လန်းလေးစခဲ့တာပါ။နေ့လေထမင်းစားချိန်မှာထမင်းတော်မစားပဲနေကတက်လာတဲ့ချစ်သူကောင်လေးနဲ့ချင်းတွေ့ပြီးနပြောသီးတွေစားခဲ့ပါတယ်။တင်တင်ဆိုးရဲ့ကောင်လေးကရွှေဘိုကအညာသားလေးစီရဆိုးတယ်ပါ။ရွှေဘိုကမိဘလက်ငုပ်လက်ရင်းလေရာတွေကို ထုံရက်ဆက်ပြိုးနေတဲ့တောင်သူတယောက်ပေါ့မောင်နဲ့မဲပစိုးရန်တင်တရေဝင်ကျင်လင်များအဖြစ်တင့်တင့်နေတဲ့တူနေနိုင်ဖို့နှစ်ယောက်လုံးငွေကျိတ်စုနေကြတော့လေဇေယာဆိုးရဲ့တွားလေသူဖခင်ကြီးရဲ့အကျွေးတွေကိုထိုးဆက်နေရတာမို့ရွှေပြည်တော်မျော်တိုင်းဝေးဖြစ်နေရရှာတဲ့ချစ်သူနှစ်ယောက်ပါသူတို့နှစ်ဦးအမြန်နီးဆက်ဖို့ဒုတိယဖရာသခင်ဖြစ်တဲ့ငွေအထူးလိုအပ်နေပါတယ်တင်တင်ဆိုးကုမ္ပဏီပြန်ရောက်လာတဲ့အခါသူ့ဘောစီကမိတ်ဆွေတယောက်နဲ့အပြင်ကပြန်လာပြီးအင်ဂျန်တစ်ကွက်ရောင်းထွက်သွားပြီဖြစ်လို့ စရံငွေချေလိုက်တဲ့ဒေါ်လာသိန်း400ကိုဗမာသွားအပ်ပေးဖို့ယုံကြည်စိတ်ချရတဲ့တင်တင်ဆိုးထံအနံလိုက်ပါတယ်။ငွေလိုအပ်နေတဲ့တင်တင်ဆိုးတယောက်လည်းဒေါ်လာသိန်း400ငွေထုတ်ကြီးကိုမြင်သွားပြီးဗျမ်းပတာစိတ်ရိုင်းတွေဝင်သွားကမထော်မလန်းတွေလှုပ်ဖို့ပြင်ဆင်ပါတော့တယ်။ဘန်ကိုမဝင်ပဲအဆောင်နှမ်းပြန်လာကအဝတ်စားတွေခီးဆောင်အိတ်ထဲထဲကဒေါ်လာသိန်း400ငွေထုတ်ကြီးပိုက်ပြီးချစ်သူနဲ့အတူနှစ်ယောက်တည်းကဘာတီထောင်ဖို့ရန်ကုန်မန္တလေးအမြန်လန်းကြီးပေါ်ကိုထွက်လာခဲ့ပါတော့တယ်။လူစိတ်ဆိုတာလဲစမ်းကြယ်လာပါတယ်။ ဟုတ်တာလို့မှန်တာပြောနေတရွေ့စိတ်ကတည်ငြိမ်အေးချမ်းနေပြီမဟုတ်တာတခုကိုလှုပ်လိုက်မိပြီဆိုကြဲကစိတ်ကလက်ပြမလုံမလဲနဲ့တည်ငြိမ်အေးချမ်းမှုပျက်စီးတော့တာပဲတင်းတင်းဆိုးတယောက်အခုဒီလိုတွေခံစားနေရပါပြီသူ့ဘောစီကရန်ကုန်ဆောင်မှာကြံခဲ့တဲ့အတူနေညီမလေးတင်တင်မိုးကိုလာရောက်ဖမ်းဆီးသွားပြီလားရဲတွေကသူ့နောက်ကိုလိုက်လာနေကြပြီလားစသဖြင့်အတွေးပူပန်မှုမျိုးစုံနဲ့နောက်ကျောမလုံဖြစ်ကဘိုက်စာလို့တောင်ဆိုင်ဝင်မစားရဲ့ညနဲ့တကောင်ရန်ပင်ပန်းအိတ်ငိုက်လာလို့တောင်တဲခိုခန်းဝင်မအေးရဖြစ်နေပါတော့တယ် နောက်ဆုံးမှာတော့မျက်လုံးမဖွင့်နိုင်တော့လို့အမြန်လန်းပေးမှကားထိုးရက်ကအိပ်ပျော်သွားပါတယ်။နောက်တနေ့မနက်မှာအမြန်လန်းရဲ့တယောက်လာနိုးတော့မှလက်နိုးသွားတယ်။ကားလိုင်စင်တောင်းစစ်ကမတင်ကာဖြစ်နေတဲ့ရဲကိုကိုနဲ့စကားအမြန်ဖြက်ပြီးတင်းတင်းဆိုးခီးဆက်ခဲ့တယ်။နောက်ကနေကလိုက်လာတဲ့ရဲကိုကိုအားမျက်ခြေပြက်စီရန်နေပြည်တော်ကကားရောင်းဆိုင်တစ်ခုစီဝင်ကသူ့ကားကိုတပည့်ရဲ့ကားတစ်စီးနဲ့အလဲထက်လုပ်ပြီးလိုတဲ့ငွေကိုဒေါ်လာ300ငွေထုတ်ကြည့်တဲ့ကပဲနှိုက်ထုတ်ရှင်းပေးခဲ့တယ် ငွေရှင်းပြီးကားပေါ်အတက်ရဲကိုကိုရောက်ချလာလို့ကားမြင်မောင်းထွက်တာသူခီးဆောင်အိတ်တွေမြကြံခဲ့လို့ဆိုင်ကဝန်ထမ်းလေးကပြေးလွှာပစ်ထည့်ပေးခဲ့ရတယ်။ကန်ဆိုးမသွားရမိုးလိုက်လို့ရွာဆိုသလိုပဲတပြဲပြဲနဲ့ပိုသေးလာတဲ့မိုးရေဆက်တွေကြောင့်အတွေးရင်ကျောမှာနှစ်မျောနေတဲ့တင်တင်ဆိုးတယောက်အတိပြန်ဝင်လာပြီးပတ်ဝန်းကျင်ကိုတတိထားကြည့်လိုက်တော့နေပြည်တော်နဲ့မန္တလေးကျကအမြန်လန်းတဲ့နေရာကိုရောက်နေကြောင်းသိလိုက်ရတယ်။ည9:00နာရီကျော်နေပါပြီ။မိုးတွေကပုံမိုသေးလာပြီးလေပြင်းတွေပါတိုက်ခတ်နေတာမို့ရှေ့ကိုကောင်းကောင်းမမြင်ရတော့ပါဘူး။ စားလောင်ပင်ပန်းကအိတ်လဲငိုက်နေပါပြီ။ဆက်သွားရင်အန္တရာယ်ဖြစ်တော့မှာပါ။ကံကောင်းကျင်တော့မိထုံထားတဲ့ဆိုင်းပုတ်လေးတစ်ခုကိုလမ်းဘေးတနေရာခက်လန်းလန်းမှာမိုးရေတွေကြားထဲကဝိုးတဝါလက်မြင်လိုက်ရတယ်။အနားရောက်လာတော့တဲခိုခန်းတစ်ခုဖြစ်နေကြောင်းတွေ့လိုက်ရလို့ဝမ်းသာသွားပြီးတညတာအိတ်ဆက်အနားယူဖို့ဆုံးဖြတ်ကခြံဝင်းရဲ့ကားမောင်းဝင်ခဲ့တယ်။တဲခိုဆောင်တန်းရကအဲ့ကြုံရုံခန်းထဲဝင်ကြည့်တော့ဘသူမှမတွေ့ရလို့အပြင်ထွက်ကြည့်ရတဲ့အခါတဲခိုဆောင်နောက်ဘက်ကတောင်ကုန်းလေးပေါ်မှာရှေးဟောင်းအိမ်အိုကြီးတစ်လုံးကိုတွေ့လိုက်ရတယ်။ အပေါ်ထက်ပတင်းပေါက်မှာအမျိုးသမီးတယောက်ကိုတွေ့လိုက်ရလို့ကားထဲပြန်ဝင်ပြီးဟွန်းတီးလိုက်တဲ့အခါအိမ်ကြီးထဲကလူငယ်တယောက်ထွက်လာတယ်။မိုးတန်ကြောင့်ကားဝင်လာတာတတိမထားမိကြောင်းတောင်းပန်စကားပြောကအဲ့စရင်စာရွက်မှာလိုအပ်တာတွေဖြည့်ခိုင်းပါတယ်။တင်တင်ဆိုးကသူ့နာမည်အစ်စ်ကိုမရေးဘဲအခြားနာမည်လွဲကိုရေးဖြည့်ခဲ့တယ်။လူငယ်ကသူတို့မှာအခန်းဆက်နှကန်းရှိကြောင်းဧည့်သည်တခန်းမှာမရှိကြောင်းစက်နှစ်သက်ရာအခန်းကိုယူနိုင်ကြောင်းပြောဆိုကပုံမိုစင်ပြေစေရန်ရုံးခန်းနဲ့ကလျက်အခန်းနံပါတ်1ကိုရေးချဲ့ပေးတယ်။ အခန်းထဲလိုက်ပို့ပေးပြီးဘာများလို့အပ်ပါသေးလဲလို့မေးလိုက်တဲ့အခါတင်တင်ဆိုးကဖြစ်နိုင်လျင်ညစာလေးစားခြင်းကြောင့်ပြောတဲ့အခါလူငယ်ကရပါတယ်၊ကူညီပေးပါမယ်လို့ပြောကလက်ထွက်သွားပါတယ်။တင်တင်ဆိုးလဲဒေါ်လာ300ထုပ်ကိုဘယ်နေရာမှာတင်ရမလဲတွေးပြီးပြများနေပါတယ်။နောက်ဆုံးတော့ဒင်းစာနဲ့ပတ်ထုပ်သိမ်းလိုက်ကကထင်ပေးကစပွဲလေးပေါ်တင်လိုက်တယ်။အဲ့ချိန်မှာမိုးဆဲသွားပြီဖြစ်တာမို့တောင်ကုန်းပေါ်အင်ကြီးကစကားပြောတဲ့တွေကိုတူကြားလိုက်ရပါတယ်။ မင်းကိုကောင်မလေးတွေနဲ့မပတ်သက်ရဘူးလို့ငါပြောထားတယ်လေ။ဟာအမေကလည်းအဲ့ဒါဒုက္ခရောက်လို့တားတို့တဲခိုခန်းမှာလာတဲ့တဲ့ဧည့်တယ်လေ။ငါ့ကိုဘာမှပြန်မပြောနဲ့နင့်ပေါက်ပိတ်။အဲ့ကောင်မကိုအခုသွားမောင်းထုတ်။ဟာဗျာအမေဟာကမဟုတ်သေးပါဘူး။ဘာလဲငါသွားမောင်းထုတ်ရမှာလား။တော်ဗျာအမေရဲ့ဒီလိုပေါက်ကြရတွေရှောင်မလို့ပါနဲ့။ အဲ့ဒီလိုတာမီမြောက်စကားများနေတဲ့အတန်တွေကိုကြားလိုက်ရတော့တင်တင်ဆိုးတယောက်စိတ်မကောင်းဖြစ်သွားတယ်။ခဏအကြာမှာစားစရာတွေပြင်ဆင်ပြီးလူငယ်ပြန်ရောက်လာကရုံးဝယ်ခန်းတွင်းမှာကြွေးမွေးပါတယ်။အဲ့ခန်းတွင်းမှာငှက်တွေတွေကိုပုံစံမပြတ်ပြန်လဲပြင်ဆင်ထားတဲ့ငှက်ရုပ်တွေအများကြီးတွေ့လိုက်ရတော့လူငယ်ဟာဒါတွေအားလုံးကိုသူ့လှုပ်ထားကြောင်းဒီပညာရက်ကိုသူ့ထူးချွန်းကျင်ကြောင်းသူ့အားတဲ့အချိန်မှာလှုပ်ခဲ့တာလေးတွေကိုအခုလိုစုစည်းထားကြောင်းရှင်းပြတယ်။တင်တင်ဆိုးကသူ့အတွက်ကြောင့်တာမီတွေစိတ်အနှောက်အယှက်ဖြစ်သွားရတာကို အနာမီကြောင့်တောင်းပန်စကားပြောလိုက်တဲ့အခါလူငယ်ကတောင်းပန်เสียရမလို့ကြောင်းသူကပင်ပြန်တောင်းပန်ရမည်ဖြစ်ကြောင်းပြောတယ်။သူ့နမီကတော့ကိုလူအေးချစ်ကြောင်းဒီအိမ်ကြီးမှာသူနဲ့သူ့အမေနှစ်ဦးတည်းနေကြောင်းမိခင်ကြီးဟာအသက်ကြီးလာပြီးစိတ်ကျမ်းမာရေးတိတ်မကောင်းကြောင်းတခါတရံစိတ်ဖောက်ပြီးယခုလိုမဖွဲမရာတွေပြောတတ်ကြောင်းသူငားနဲ့ရွယ်ကလေးကဖခင်တေဆုံးခဲ့ပြီးမိခင်ကြီးနဲ့အတူနေခဲ့ကြောင်းကလေးဘဝကလေးကသူ့မိခင်ကြီးကသူ့ဘဝကိုလွှမ်းမိုးခဲ့ကြောင်း မိန်းကလေးတငယ်ချင်းတွေနဲ့မပေါင်းဖို့တားမိခဲ့ကြောင်းစသဖြင့်အထီးကျန်လာတဲ့သူ့ဘဝအကြောင်းကိုရှင်းပြလိုက်တော့တင်တင်ဆိုးကလည်းကိုလူအေးပေါ်ဂယုဏတက်သွားရပါတော့တယ်။မျက်စာစားပြီးအခန်းထဲပြန်လာတဲ့တင်တင်ဆိုးဟာဒေါ်လာသိန်းလေးရာတဲကသူ့ကားဝယ်ရင်းသုံးခဲ့တဲ့ငွေစရင်းကျန်းလေးလှုပ်ကြည့်ပြီးထိုဆက်ကူကိုဖျက်ကအင်တာခွက်ထဲလွတ်ပစ်လိုက်ပါတယ်။အဲ့ဒီနောက်ပင်ပန်းလာတဲ့အတွက်လမ်းသွောအောင်ရေချိုးပါတော့တယ်။အဲ့ချိန်မှာတအားရောပါတယ်ဆိုတဲ့ကိုလူအေးဟာရုံးခန်းကပကြီကားတစ်ချက်ကိုဖယ်လိုက်ပြီး နံရံအပေါက်ကနေတင်တင်ဆိုးရိမ်ချိုးနေတာကိုရှယ်ရှိုးလို့နေပါတော့တယ်ခဏအကြာမှာတော့မိခင်ကြီးတရီထားမိသွားမှာဆိုးရိမ်ကပကြီကားပြန်ချိတ်ပြီးအိမ်ပေါ်ပြန်တက်သွားကအိပ်ပျော်နေတဲ့မိခင်ကိုတွေ့လိုက်ရလို့စိတ်အေးခဲ့ပါတယ်တင်တင်ဆိုးတယောက်လည်းရေပန်းကထွက်ကြလာတဲ့ရေအေးလေးတွေရဲ့ထီတွေ့မှုကြောင့်တရင်ကလန်းဆန်းအေးမြခဲ့ပါတယ်အဲ့ချိန်မှာရေချိုးခန်းထဲကိုအဖွားကြီးတယောက်ဓာတ်ကင်ပြီးဝင်လာပါတယ်အံ့ဩသွားတဲ့တင်တင်ဆိုးကိုထိုးဖွားကြီးကဓာတ်နဲ့ချက်ပြီးချက်ရရဆက်ဆက်ထိုးတက်လိုက်ပါတော့တယ်ကြောကိုင်းထွက်သွားတဲ့အဖွားကြီးကို နောက်ဆုံးမြင်လိုက်ရပြီးတင်တင်ဆိုးတယောက်ခန္ဓာချုပ်ငင်းခဲ့ပါပြီကိုလူအေးလဲစိတ်ထဲတမျိုးဖြစ်သွားပြီးစိုးရိမ်စိတ်နဲ့အိမ်ပေါ်ကပြန်ဆင်းလာပြီးအခန်းထဲဝင်ကြည့်တော့တင်တင်ဆိုးရဲ့ရုပ်ပြက်ဆင်းပြက်လောင်းကိုမြင်လိုက်ရလို့အံ့ဩထိတ်လန့်သွားတယ်ခြေရတဲ့မိခင်အဖမ်းမခံရဖို့အရေးခြေရလက်ရာတွေစဖျောက်ပါတော့တယ်တဲခိုခန်းပြင်မိတွေပိတ်ပလတ်စတစ်လိုက်ကာနဲ့တင်တင်ဆိုးအလောင်းကိုပတ်သွေးတွေကိုတန့်ရှင်ရေးအသေးချာလို့တင်တင်ဆိုးလောင်းကိုသူ့စည်းလာတဲ့ကားနောက်ဖုံးခဲ့ထက်သူ့ခီးဆောင်အိတ်တွေကိုထက် ကတင်ဘေးကခုံပေါ်တင်ထားတဲ့ဒင်းစာထုပ်ကိုပါယူပြီးပြစ်ထည့်လိုက်တယ်။အဲ့ဒီနောက်တဲခိုခန်းကြီးကရေအိုင်ကြီးစီမောင်းသွားကအဲ့ဒီရေအိုင်ကြီးရဲ့ကိုကားကိုတွန်းချလိုက်ပါတော့တယ်။အချစ်ယူမလေးတင်တင်ဆိုးလဲဒေါ်လာသိန်း၄၀၀ထုပ်ကြီးနဲ့အတူရေအိုင်ကြီးရဲ့မှာနှမြုပ်ပြောက်ွယ်သွားပါတော့တယ်။နောက်တစ်ခန်းမှာတော့မြင်ကွင်းကရွှေဘုံမှာလေယာသုံးပစ္စည်းရောင်းဆိုင်လေးဖွင့်ထားတဲ့ဇေယာစိုးစီရောက်သွားပါတယ် ဇေယျဆိုးကချစ်သူကိုအလွမ်းတဲတဲ့စာတဆောင်ရင်းနေတာကိုတွေ့ရပါတယ်။တင်တင်ဆိုးရဲ့ညီမတင်တင်မိုးနဲ့အိမ်ချမ်းမီကုမ္ပဏီကလွတ်လိုက်တဲ့အလွတ်ဆောင်ထောက်ကြီးတို့နှစ်ယောက်ဟာဇေယျဆိုးထံရောက်လာက အကြောင်းဆုံးရှင်းပြပြီးကုမ္ပဏီကငွေရတာပြန်ပေးပါအမှုဖွင့်အေးအေးယူမီမဟုတ်ကြောင်းဒါကြောင့်တင်တင်ဆိုးနဲ့တွေ့လို့ကြောင်းတောင်းဆိုလာတယ်။ဒီတော့မှဇေယျဆိုးကလည်းချစ်သူကိုစိုးရိမ်ပူပန်သွားရတယ်။သူ့စီကိုလည်းရောက်မလာကြောင်းရှင်းပြတယ်။အတွေ့အကြုံရင်ချက်ပြီး လူကဲခတ်စွမ်းရည်ရှိတဲ့ဆုံထောက်ကြီးကလည်းဇေယျဆိုးရဲ့ရိုးသားမှုကိုယုံကြည်ခဲ့တယ်။ဒီလိုနဲ့ပဲချစ်သူစီရောက်မလာပဲလမ်းမှာအစပြောက်သွားတဲ့တင်တင်ဆိုးတယောက်အတွက်အားလုံးရတဲ့မအေးဖြစ်ခဲ့ရပါဘီ။ဒါပေမဲ့ဆုံထောက်ကြီးပါလာတော့သူတို့အတွက်အားသာချက်တစ်ခုဖြစ်သွားပါဘီ။ရန်ကုန်ကစထွက်လာကလေးကဆုံထောက်ကြီးဟာအားလုံးကို လေ့လာစုံစမ်းပြီးသားပါ။နေပြည်တော်ကကားရောင်းဝယ်ဆိုင်ကိုလည်းရောက်ခဲ့ပြီးပြီ။အမြန်လမ်းရဲကိုကိုနဲ့လည်းတွေ့ခဲ့ပြီးပြီ။ တင်တင်ဆိုးဟာရွှေဘိုကသူ့ချစ်သူဇေယျဆိုးစီလာနေတာတေချာသိပြီးပါပြီဇေယျဆိုးစီရောက်မလာတဲ့တင်တင်ဆိုးကမန္တလေးပတ်ဝန်းကျင်မှာပဲရှိနေရမယ်ဆိုတဲ့ကောက်ချက်နဲ့အတူမန္တလေးကရှိရှိသမျှဟိုရယ်တွေမိုရယ်တွေတဲခိုခန်းတွေအားလုံးကိုစုံထောက်ကြီးကလိုက်လံစုံစမ်းရှာဖွေတော့ပါတယ်နောက်ဆုံးမှာတော့မြို့ဆောင်အမြန်လန်းဘေးကကိုလူအေးတို့ရဲ့တဲခိုခန်းကိုစုံထောက်ကြီးရောက်ခဲ့ပါတယ်တင်တင်ဆိုးရဲ့တက်ပုံလေးထုတ်ပြပြီးဒီမင်းကလေးဒီမှာလာခဲ့ကြသေးလားလို့မေးတာကိုကိုလူအေးက ကျုပ်တို့စီမှာဧည့်သည်မလာတာနှစ်ပတ်လောက်ရှိပြီလို့ဘူးဆက်ဆက်ပြန်ဖြေတယ်။စုံထောက်ကြီးကဧည့်စရင်စာအုပ်ကိုယူဖွင့်ကြည့်လိုက်တော့လွန်ခဲ့တဲ့9ရက်စနေနေ့ညမှာအမျိုးသမီးတဦးတည်းခဲ့တဲ့မှတ်တမ်းကိုတွားတွေ့တယ်။ဒီတော့မှကိုလူအေးကသူ့လုံများပြီးမိသွားကြောင်းဒီမင်းကလေးလာတဲ့သွားကြောင်းမနဲ့စောကြီးထပြန်သွားကြောင်းသူ့ဒါပဲတိကြောင်းပြန်ဖြေတယ်။နမီလွဲနေတော့လဲကုမ္ပဏီကသူ့ယူလာတဲ့တင်တင်ဆိုးလက်ရည်နဲ့တိုက်ဆိုင်ကြည့်လိုက်တော့တင်တင်ဆိုးရဲ့လက်ရည်နဲ့ကွက်တီတူနေကြောင်းတွေ့လိုက်ရပါတယ်။စုံထောက်ကြီးရဲ့ထောက်လန်းမှုပညာပြေဝကောင်းမှုကြောင့် စကားရှိနောက်မညီမညွတ်ဖြစ်နေတဲ့ကိုလူအေးရဲ့အဖြေတွေဟာတန်တရားဖြစ်စရာတွေချစ်ခဲ့ရပါတယ်။ဒီတော့စုံထောက်ကြီးလဲမင်းကိုငွေပေးပြီးဖွထားခိုင်းရင်လဲငါနဲ့အခုပေးတွေ့ပေးပါ။အမှုတွဲတဲ့ကိုဘာမဆိုင်ညာမဆိုင်နဲ့မင်းပါသွားမယ်လို့ချင်းချောက်ပါတယ်။အဲ့ဒီအခါကိုလူအေးကဒေါသထွက်ပြီးဒီလိုရှုပ်ရှုပ်ရှက်ရှက်တွေမဖြစ်ချင်လို့ကျုပ်တို့မိသားစုကမြုပ်ပြင်မှာအခုလိုအေးဆေးနေနေတာဇရားလာမရှုံနဲ့။ကျုပ်မှလည်းအလုပ်တွေရှိသေးရဲ့ဆိုကအိယာခင်းတွေယူပြီးအပြင်ထွက်ခဲ့တယ်။စုံထောက်ကြီးကလည်းအပြင်ထွက်ပြီးလေ့လာကြည့်လိုက်တော့ တဲခိုခန်းနောက်တောင်ကုန်းလေးပေါ်ကနှစ်ထက်အိမ်ကြီးရဲ့အပေါ်ထက်ပတင်းပေါက်မှာအမျိုးသမီးကြီးတယောက်ထိုင်နေတာကိုတတိထားမိလိုက်တယ်။အဲ့ဒီနောက်စုံထောက်ကြီးကဟေ့တငယ်လာပါဦးကွမင်းကကျုပ်တို့မိသားစုလို့ခုနကပြောခဲ့တယ်ဆိုတော့ဟိုးအိမ်ပေါ်မှာထိုင်နေတာဘသူလဲကွလို့မေးလိုက်တယ်။ဒီတခါမှာတော့ကိုလူအေးမျက်နာပြက်သွားပြီးအဲ့ဒါကျုပ်မေပေါ့စိတ်သိမ့်မနှံ့ဘူးလို့ခက်ပြက်ပြက်ပြန်ပြောတယ်။အေးကွယ်မင်းမေနဲ့ငါစကားနည်းနည်းလောက်ပြောချင်တယ်ခွင့်ပြုပါကွာလို့စုံထောက်ကြီးကမေတ္တာရက်ခံတဲ့အခါကိုလူအေးကခင်မကြီးလွန်လာပြီနော် အမေနေတိတ်ကောင်းတာမဟုတ်ဘူးကျုပ်တို့ရဲ့ကိုပိုင်လွတ်လပ်ခွင့်ကိုလာစော်ကားနေတာလားဟုဆိုကခါခါတီတီညင်းဆိုပြီးစုံထောက်ကြီးကို မောင်းထုတ်ပါတော့တယ်စုံထောက်ကြီးကလည်းအေးမင်းမေနဲ့တွေ့ခွင့်ရမယ့်တရားရုံးကမိဝိုင်တန်းယူပြီးငါပြန်လာမယ်ဟစ်ဆိုကရှူးရှူးရှဲရှဲနဲ့ထွက်လာခဲ့တယ်ညနေဘက်မန္တလေးရောက်တော့အများသုံးတယ်လီဖုန်းကနေတင်တင်မိုးကိုလန့်ဆက်တွေကအခြေအနေထူးကြောင်းသူ့မတင်တင်ဆိုးဟာမြို့ဆောင်ကအဲ့ဒီတဲခိုခန်းမှာနောက်ဆုံးတဲခိုခဲ့ကြောင်း တင်တင်ဆိုးဟာအဲ့ဒီကမိသားစုထဲမှာပေါင်းအောင်နေဖွယ်ရာရှိကြောင်းအိမ်ပေါ်ထက်မှာကိုလူအေးရဲ့မိခင်ကိုမြင်တွေ့ခဲ့ကြောင်းသူ့အမေနဲ့ပေးတွေ့ခွင့်မရခဲ့ကြောင်းသူနောက်တစ်ခါသွားကြည့်အောင်မီဖြစ်ကြောင်းအခုလောဆယ်ဇေယျဆိုးတို့အိမ်မှာပဲစောင့်နေတင်ပါကြောင်းသူဖုံးပြန်ဆက်မီဖြစ်ကြောင်းစသဖြင့်မှကြားခဲ့ပြီးတဲခိုခန်းပြန်လာကရုံခန်းထဲဝင်ကြည့်တော့ဘသူမှမတွေ့တာနဲ့အနောက်ဘက်တောင်ကုန်းပေါ်ကအိမ်ကြီးစီလန်းလာခဲ့ပါတယ်အိမ်ထဲဝင်ကကိုလူအေးမိခင်ကြီးနဲ့တွေ့ဖို့လေကားကြီးအတိုင်းတက်လာခဲ့တယ် အပေါ်ထက်ရောက်တော့ကိုလူအေးမိခင်ကြီးကအခန်းထဲကထွက်လာပြီးမျက်နာကိုဓာတ်နဲ့ရရက်ဆက်ဆက်လိပစ်လိုက်လို့စုံထောက်ကြီးလေကားအောက်ပြုတ်ကျသွားတယ်။ပြေးဆင်းလာတဲ့အဖွားကြီးကစုံထောက်ကြီးအပေါ်ကနေခွာပြီးအာပါတရဓာတ်နဲ့ထိုးတက်လိုက်တာစုံထောက်ကြီးလည်းစမုံတုံးသွားပါပြီ။ညနေတီအထိစုံထောက်ကြီးပြန်မလာတဲ့အတွက်တင်တင်မိုးကလည်းစိတ်ပူပင်ကဇေယာဆိုးကိုတွားကြည့်ခိုင်းတယ်။ဇေယာဆိုးအဲ့ဒီကိုရောက်တော့တောင်ကုန်းအိမ်ပေါ်ကဖွားကြီးသာတွေ့ခဲ့ပြီးကိုလူအေးကိုမတွေ့ခဲ့တာကြောင့်ပြန်လာခဲ့တယ်။ တင်တင်မိုးကတကြီကြီလုံနေတာနဲ့ပဲဇေယဆိုးဟာသူနဲ့တီးတဲ့ရဲမှုကြီးစီသွားကအချိုးချောင်းပြောပြပြီးအကူညီတောင်းတယ်။ရဲမှုကြီးကလည်းတယ်လီဖုန်းနဲ့အိတ်ချင်းယုံကတဆင့်တဲခိုခန်းကိုလမ်းဖုံးဆက်ပြီးလမ်းမေးတော့ကိုလူအေးကဖုံးလာခိုင်းပြီးစုံထောက်ကြီးညံ့နေရဲကပြန်သွားချောင်းပြန်ဖြေတယ်။တင်တင်ဆိုးကအိမ်ပေါ်ကကိုလူအေးမင်းနဲ့ရောတွေ့ခဲ့ကြသေးလားမေးလိုက်တဲ့အခါရဲမှုကြီးကအံ့ဩသွားပြီးဟဲ့ကလေးမညဘာတွေပြောနေတာလဲ။လူအေးမေဆုံးသွားတာ၁၀နှစ်တောင်ကြာနေပြီပဲဟာ။သူ့နောက်လင်ဖောက်ပြန်နေဆိုပြီးအစိတ်ခတ်တတ်တယ်။ ပြီးတော့သူလဲစိတ်တောက်တည်သွားတာငါတို့ကိုယ်တိုင်မตาလိုက်ဖို့ပေးခဲ့တဲ့ဟာနှစ်ယောက်လုံးကရင်ပေါ်မှာလဲတည်နေကြတာမောင်လူအေးလေးကိုယ်တိုင်တွေ့ခဲ့တာဟာအဲ့ဒီလိုရှင်းပြလိုက်တော့မှဇလန်းကပိုရှုပ်ကုန်ပါပြီဇေယာဆိုးကဒါဆိုအိမ်ပေါ်ထက်မှာကျွန်တော်မြင်ခဲ့တဲ့အဖွားကြီးကကိုလူအေးမေမဟုတ်ဘူးလားလို့မေးလိုက်တဲ့အခါရဲမှူးကြီးကမျက်လုံးပြူးသွားပြီးအေးမင်းတကယ်မြင်ခဲ့တယ်ဆိုရင်ငါတို့မตาချပေးတဲ့အဖွားကြီးကဘယ်သူလဲလို့ပြန်မေးလိုက်ပါတော့တယ်ရဲမှူးကြီးနဲ့ဖုန်းပြောပြီးမှကိုလူအေးဟာအိမ်ပေါ်ပြန်တက်လာပြီးအိမ်ပေါ်ထက်က ူ့မိခန်းနဲ့ဝင်သွားပါတော့တယ်။အမေအိမ်အောက်ထပ်ပြောင်းနေမှဖြစ်တော့မယ်။နင်ကဘာကောင်းမှုငါ့ကိုဩဇာတိလာကျွေးနေတာလဲ။လာပါမေရဲ့တက်စကာနာထောင်ပါ။မစင်ဘူး။အဲ့ကိုထောင်ထဲမှာငါဘုံမနေနိုင်ဘူး။ငါခန်းထဲမှာငါနေမယ်။ဘကောင်မငါ့ကိုလာဆွဲမထုံနဲ့။အကုန်ပါရိုက်ထုတ်ပစ်လိုက်မယ်။လာပါမေရဲ့ဖဲဖဲနင်ကဘာကောင်းမှုငါအသားလာထိရတာလဲ။ကိုယ်တောင်ထဲလောင်ထားရအောင်ငါကအလိုမဟုတ်ဘူး။ ဖယ်မတာဖလူမတာသူတို့လာတော့မယ်မေကောင်မလေးပြီးတော့ဟိုဆောက်ထုံစုံထောက်ကြီးရောက်လာတယ်အဲဆောက်ထုံစုံထောက်ကြီးပြီးတော့နောက်ထပ်လူတွေရောက်လာတော့မယ်လာပါမေမေရဲ့တရက်နှစ်ရက်လောက်ပါပဲတော်ကြာမေမေကိုတွေ့သွားရင်ဖမ်းသွားမှာနော်မကြောက်ဘူးလားအဲ့လိုပြောပြီးနင်ငါကိုအဲ့ကိုတောင်ထဲမှာကြောင်ထိုးထားပို့တယ်နော်နောက်တနေ့မနက်မှာတင်တင်မိုးနဲ့ဇေယျဆိုးတို့လည်း ထညက်ရည်စံခီးထွက်လာတဲ့ကျင်စာဦးစနီးမောင်နဲ့အဖြစ်ဟန်ဆောင်ကသူတို့နီသူတို့ဟန်နဲ့စုံစမ်းဖို့အဲ့ဒီတဲခိုခန်းကိုရောက်လာခဲ့ပါတော့တယ်။သူတို့ဝင်လာတာကိုအိမ်ပေါ်ထပ်ပတင်းပေါက်ကနေကိုလူအေးကလမ်းမြင်က အောက်ဆင်းပြီးလာကြိုတယ်။ရုံးခန်းမှာအဲ့စရင်သွင်းရင်တင်တင်မိုးကအထာပေးမျက်လုံးမိတ်ပြတာကိုကိုလူအေးကြီးကလည်းရွှေဘောတော်ကြပြီးမျက်လုံးမိတ်ကအထာပြန်ပေးပါတယ်။အခန်း၁၀မှာတဲရင်နဲ့ကိုလူအေးလက်တဲ့အချိန်မှာသူတို့ဟာတင်တင်ဆိုးတဲ့ခိုခဲ့တဲ့အခန်းနံပါတ်1ထဲကိုဝင်ရောက်စစ်ဆေးပါတော့တယ်။ အင်တာခွက်ထဲမှာတင်တင်ဆိုးလွင့်ပစ်ခဲ့တဲ့စာရက်အပိုင်းတစ်ခုကိုတွေ့ခဲ့ရပါတယ်။ဒါတွေကိုမြင်တွေ့ပြီးတင်တင်မိုးဟာသူ့အမတင်တင်ဆိုးအားကိုလူအေးကတနေရာမှာဖွတ်ထားပြီးမွေတွေကိုသိမ့်ပိုက်ထားတယ်။ဒါတွေကိုကိုလူအေးမိကြီးကအားလုံးသိခဲ့တဲ့အဲ့မိကြီးကိုတွားမေးလိုက်ရင်သူ့မကိုဘယ်နေရာမှာဖွတ်ထားကြောင်းသိနိုင်မယ်လို့ကောက်ချက်ချလိုက်တယ်။ဇေယာဆိုးကကိုလူအေးနဲ့တွားတွေ့ပြီးသူ့ကိုတော်ကီကြောတဲ့မျိုးတော်အောင်ဆွဲထိန်ထားချိန်မှာတင်တင်မိုးကအင်ပေါ်တက်ပြီးသူ့မိကြီးနဲ့တွားတွေ့မယ်ဆိုပြီးအစီအစဉ်တွေဆွဲပါတော့တယ်။ ဇေယျဆိုးလဲရုံခန့်နေသွားပြီးကိုလူအေးကိုမြေးကဒီမှာတယောက်တည်းနေရတာမပြင်းဘူးလားဟင်ကွီရိုနဲ့ရန်ကုန်ကိုလာမလဲခြင်းဘူးလားဒီမှာပြင်းစရာကြီးกว่าစသဖြင့်အီစီကက်လီဒေလုတ်ပြီးအာယုံသွားစားပါတော့တယ်တစ်ချိန်တည်းမှာပဲတင်တင်မိုးကအိမ်ပေါ်ခိုးတက်ကအဖွားကြီးအခန်းထဲဝင်ခဲ့တယ်အခန်းထဲမှာအဖွားကြီးကိုမတွေ့ရတော့ပဲအဲ့ရကတဲ့ပတင်းပေါက်နားမှာထိုင်နေကြကလေးထိုင်ပဲတွေ့ရပါတော့တယ်ဘေးကက်လျက်ခန်းလေးထဲဝင်ကြည့်လိုက်တော့ကလေးကတဲ့ကစားစရာအယုတ်ကလေးတွေနဲ့ ကလေးဝင်းအင်ကြီးလေးတွေကိုလူအေးရဲ့တပ်ပုံလေးတွေကိုတွေ့ခဲ့ရပါတယ်။အောက်မှာလည်းကိုလူအေးကိုအာယုံသွားကတ်နေတဲ့ဇေယာဆိုးဟာချစ်သူအတွက်စိုးရိမ်စိတ်တွေနဲ့မပြောသင့်တဲ့ဒေါ်လာ300စကယ်လုံးတွေထည့်ပြောမိတဲ့အတွက်ကိုလူအေးကသူ့ကိုကောက်တန်နဲ့လွဲရိုက်ကာဟိုကောင်မတယောက်ဗမာလဲလို့အော်ဟစ်ပြီးအိမ်ပေါ်ထက်ပြေးတက်လာခဲ့တယ်။ကိုလူအေးအိမ်ပေါ်ပြေးတက်လာတာကိုတွေ့လိုက်ရတဲ့တင်တင်မိုးလဲအောက်ထက်ဆင်းပြေးကလေကားအောက်ကခန်းတကားဆွဲဖွင့်ပြီးဝင်ပုန်းခဲ့တယ်။အခန်းထဲမှာကိုလူအေးပုံသွင်းထားတဲ့ငှက်ရုပ်တွေအများကြီးကိုတွေ့ခဲ့တယ်။ အဲ့ဒီမှာပဲသူတအားတွေ့ကျင်နေတဲ့ကိုလူအေးရဲ့အမေကိုခုံပေါ်မှာကြောက်ခိုင်းလျက်သားတွေ့လိုက်ရပါတော့တယ်။ဒေါ်လေးဒေါ်လေးရေလို့ဩခေါ်တာကိုလုံးဝလက်မကြည့်ပါဘူး။အနားကလာပြီးခုံကိုဆွဲလက်ကြည့်လိုက်တဲ့အခါမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်တင်တင်မိုးရရောက်နောနော်ရဲ့အတိုင်းထက်အလွန်ဖြစ်ကာအံ့ဩထိတ်လန့်ခဲ့ရပါတယ်။ခုံပေါ်မှာတွေ့လိုက်ရတာကတော့လူမဟုတ်ပဲအရိုးကိုပုံသွင်းထားတဲ့အဖွားကြီးအယုတ်ဖြစ်နေလို့ပါပဲ။ ။အဲ့ချိန်မှာပဲမိခင်ရဲ့အင်ဂျီကိုဝက်စပင်တူးတက်ထားတဲ့ကိုလူအေးဟာဓာတ်ကင်ပြီးအခန်းထဲဝင်ရောက်လာပါဗါတယ်။တင်တင်မိုးကိုဓာတ်နဲ့ထိုးမဲ့အလုံမှာအနောက်ကနေဇေယျဆိုးရောက်လာပြီးဒဲအိုးနဲ့ရချလိုက်လို့ကိုလူအေးလဲကျသွားတယ်။လုံထွေးတက်ပုတ်နေကြတာနှစ်ယောက်တစ်ယောက်မို့ကိုလူအေးအေးနေခဲ့ပါတယ်။နောက်ဆုံးမှာတော့ရဲစခန်းကိုစိတ်ရောကအထူးကုဆရာဝန်ကြီးရောက်လာက ကိုလူအေးရဲ့ဖခင်ရင်းဟာကိုလူအေးငါးနှစ်သားအရွယ်ကပင် ဆုံးပါသွားခဲ့ကြောင်း ကိုလူအေးဟာချုပ်ချယ်လုံးနဲ့မိခင်နဲ့အတူကြံရိပ်ခဲ့ကြောင်းမိခင်ရဲ့လွမ်းမိုးကြောက်ကြိုင်မှုဟာနုနယ်တဲ့ကလေးရွယ်မောင်လူအေးလေးအပေါ်လွန်စွာကြီးမားခဲ့ကြောင်းမိခင်ကနောက်အိမ်ထောင်ပြုချိန်မှာမနာလိုစိတ်ပြင်းပြတဲ့ကိုလူအေးကသူတို့နှစ်ဦးလုံးကိုအစိတ်ခတ်တပစ်ခဲ့ကြောင်းအထီးကျန်မှုဝန်းနေကြေကွဲမှုအပြစ်ရှိကြောင်းခံစားမှုတွေကြောင့်မိခင်ရဲ့ရုပ်လောင်းကိုခိုးယူကာအိမ်မှာဖွက်ထားကြောင်းပြင်းထန်တဲ့စိတ်ဖိစီးမှုကြောင့်လူတစ်ယောက်တည်းမှာစိတ်နှမျိုးဖြစ်နေတဲ့စိတ်ရောဂါဝေဒနာကိုစတင်ခံစားခဲ့ကြောင်း မိခင်စိတ်ကြီးစိုးနေချိန်မှာမိခင်ဝတ်စုံတွေယူဝတ်ဇပင်တုတွေဆို့မိခင်အတန်နဲ့စကားပြောပြီးမိမတယောက်လိုပြုမှုပြောဆိုနေကြောင်းဒီလိုပါပဲတားစိတ်ပြန်ဝင်လာချိန်မှာအမျိုးသားတယောက်လိုပြုမှုပြောဆိုနေကြောင်းအထီးကျန်နေချိန်မှာကလဲထိုင်ပေါ်တင်ထားတဲ့မိခင်ရုပ်အလောင်းသားထိုင်ပြီးမိခင်အတန်နဲ့ပြောလိုက်တားတန်နဲ့ပြောလိုက်နဲ့အပြန်အလှန်စကားတွေပြောနေကြောင်းဒါကြောင့်ပဲကိုလူအေးဟာတင်တင်ဆိုးရချိုးတာချောင်းကြည့်နေစဉ်မှာမိခင်စိတ်ဝင်လာပြီးတားဖြစ်သူကိုမိန်းကလေးတွေနဲ့မပတ်သက်စေခြင်းနဲ့မောဟစိတ်ကြောင့် တင်တင်ဆိုးကိုတက်ခဲ့ကြောင်းတဖန်သားစိတ်ပြန်ဝင်လာပြီးမိခင်ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုကိုဖုံးကွယ်ဖို့တန်ရှင်းရေးလို့အလောင်းဖြောက်ခဲ့ကြောင်းစသဖြင့်ကိုလူအေးရဲ့စိတ်ရောဂါဝေဒနာလက္ခဏာတွေကိုစီကာပတ်ကုန်းရှင်းပြလိုက်တော့မှပဲအားလုံးလည်းအံ့ဩပါဖြစ်ကုန်ရပါတော့တယ်ခုချိန်မှာတော့ကိုလူအေးကိုမိခင်စိတ်ကလုံးဝလွန်မိုးထားပါပြီအချုပ်ခန်းထောင်လေးမှာထိုင်နေပြီးအေးဆက်ဆက်မိခင်တန်လေးနဲ့တယောက်တည်းစကားတွေပြောနေပါတော့တယ် ဓာရီအားလုံးကိုအမေသားလုပ်တာပါအမေမှာဘာပြစ်မှမရှိဘူးနော်အမေကတတော်ရီအပေါ်ရမ်းကျင်တာသနာတက်တာဒီမှာကြည့်ပါလားအမေလက်ပေါ်မှာနားနေတဲ့ရင်ကောင်လေးကိုတောင်အမေကမရရရှာပါဘူးဒီလိုသူတော်ကောင်းမကြီးကိုမှဒီကရဲတွေကတရခန့်ကြည့်ကြည့်ပြီးဟိုဟာလာမေးလိုက်ဒီဟာလာမေးလိုက်နဲ့ရှုပ်ရှက်ခတ်မျက်စိကိုနှောင့်နေတာပဲကြည့်လို့ကြပါအောင်အရက်ကရုရေဇလန်းလေးကတော့ဒါပါပဲပြီးဆုံးအောင်ကြည့်ရှုခန်းစားပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ် ဒီလိုဇာတ်လမ်းကောင်းလေးတွေစက်တိုက်ကြည့်ရှုခြင်းရင်ကျွန်တော်တို့ရဲ့အန်အောဘ Vika Channel လေးကို Subscribe and Like နှိပ်ပေးခဲ့ဖို့မေတ္တာရက်ခံပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုကျမ်းမာရှိကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။